တာလီဆိုပါဒီကနေ့မေလ26ရက်နေ့နရင်းဇာရခိုင်သတင်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုကျွန်တော်ရှင်မဲစံကတင်ဆက်ပေးသမှာဖြစ်ပါတယ်ဒီနေ့တင်ဆက်ပေးသမယ့်သတင်းတွေထဲမှာတော့ရန်ကရခိုင်အသင်းအဖွဲ့တွေကိုစစ်ကောက်စီကစတင်စီးရုံနေတဲ့သတင်းရခိုင်ကိုဘီလင်းမင်အိတ်တန်ပိုးသူ9ယောက်ကိုဘီလင်းမင်အိတ်300ကျော်နဲ့အတူဘင်္ဂလားဒေ့ရှ်ကမ်းခြေဆောင်တက်ကဖမ်းဆီးလိုက်တဲ့သတင်းနဲ့အမ်ပဒန်လင်းပေါ်ကနိုင်ငံပြည်ကစခန်းအနီး စစ်ကြောင်းထိုးလာတဲ့စစ်ကြောင်းနဲ့အေရိုတိုက်ပွဲပြင်းထန်နေတဲ့တရန်တွေပံဝင်တခြားစိတ်ဝင်စရာကောက်တဲ့တရန်တွေကိုစက်ပီတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာစစ်ကောက်စီဟာရန်ကရခိုင်အသင်းအဖွဲ့တွေနဲ့ပထမဆုံးအကြိမ်တွေ့ဆုံမှုပြုလုပ်ပြီးရခိုင်လူမျိုးတွေကိုစတင်စေယုံတာတွေလုပ်ခဲ့တယ်လို့တရင်ရရှိပါတယ်ဒီတေဆမှုဟာအရဟတက်တော့ A နဲ့စစ်ကောက်စီတို့တကြောပြန်တိုက်ပွဲစတင်ဖြစ်ပွားခဲ့တဲ့2023ခုနှစ်နိုဝင်ဘာလ13ရက်နေ့ကနေ 2025ခုနှစ်မေလ25ရက်နေ့အတွင်းမှာပထမဆုံးအကြိမ်ပြီးတော့တွင်တွေ့ဆုံမှုဖြစ်တယ်လို့သိရပါတယ်။ဒီတွေ့ဆုံမှုကိုမေလ24ရက်နေ့ရန်ဝန်တိုက်ဒေသကြီးအစိုးရရုံးမင်္ဂလာခမ်းမမှာပြုလုပ်ခဲ့ပြီးရခိုင်ပြည်နယ်ဝန်ကြီး6ဟောက်လေးဖြစ်လက်ရှိစစ်ကောက်စီပြန်ကြားရေးဝန်ကြီးဌာနဝန်ကြီးလေးဖြစ်တဲ့ဦးမောင်မောင်ဦးကစီရင်တရားတွေဟောကြားခဲ့တယ်လို့တက်ရောက်ခဲ့တဲ့အမည်ဖော်လို့သူညနေကိုစားပြုသူတရားကပြောပါတယ်။အဓိကဦးမောင်မောင်ပြောတာကတော့ပြည်ထောင်စုကိုကာကွယ်ရမယ့်အကြောင်း ိုက်ပြေတင်ကြီးရင်နဲ့ဖုံဖြိုးရဲ့အတွက်ဝိုင်းဝန်းလက်တဲဆောင်ရွက်ပြီးတိုက်ပြေရှိတဲ့စိတ်ကိုပြသရမယ်ဆိုတာတွေကိုပြကြခဲ့တယ်လို့သူကပြောပါတယ်။ဒီအခမ်းအနားကိုဝန်ကြီးချုပ်ဦးမမောင်ဦးနဲ့အတူရုံတိုက်ဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းတိုက်ဒေသကြီးဝန်ကြီးတွေဌာနဆိုင်ရာတာဝန်ရှိသူတွေနဲ့ရန်ကုန်ကရခိုင်အတန်းအဖွဲ့တွေကခေါင်းဆောင်တွေတက်ရောက်ခဲ့တယ်လို့သိရပါတယ်ခင်ဗျာ။ရခိုင်ပြည်ကိုဘီလင်းမဲအိတ်တရောင်းမွန်တန်ဖိုးသူ9ရောက်ကိုဘီလင်းမဲအိတ်340နဲ့အတူ မေလ24ရက်နေ့မှာဘန်လန်ဒစ်ကန်စီဆောက်တဲကဖန်စီလိုက်တယ်လို့ OKYS News မှာသတင်းဖော်ပြပါတယ်လိုဝဲသတင်းတွေကိုအခြေခံပြီးတော့ဘန်လန်ဒစ်ကန်စီဆောက်တဲကကော့ချ်ဘဇားမှာအထူးစစ်ဆင်ရင်တရက်ကိုမနေ့နေ့နိုင်လောက်မှာကော့ချ်ဘဇားနဲ့နှိမ့်ခဲ့တဲ့ပင်လယ်ပြင်မှာပြုလုပ်ခဲ့တဲ့အချိန်အခုလိုဖန်စီရမိခဲ့တာဖြစ်တယ်လို့ဆိုပါတယ်ဒီလာစစ်ဆင်ရဲ့အတွင်းမတင်ခါပွဲရင်တစည်းကိုရက်တန့်ဖို့အချက်ပြခဲ့ပြီးမှအမြန်ထွက်ပြေးဖို့ကြိုးစားခဲ့တဲ့အတွက်နိုင်ပေါင်းများစွာ လိုက်လံချပွဲဖမ်းဆီးခဲ့တယ်လို့ကန့်ရှိစောက်တက်ဖွဲသတင်းမီဒီယာရရှိဒူဘူဟာရန်ကသတင်းထောက်တွေနဲ့တွေ့ဆုံခဲ့တဲ့အခါပြောကြားခဲ့ပါတယ်ဖန်စီခံရသူ9ယောက်ဟာအသက်26နှစ်ကနေအသက်50ကျော်ဖြစ်ပြီးတကနဲမျိုးနေနဲ့ကုတူပါလာတခွားတဲ့စခန်းတွေမှာနေထိုင်သူတွေဖြစ်ပါတယ်။တင်းစီရမိထားတဲ့ဘီလိမင်အိတ်ဂျင်နဲ့အတူမောက်ခိုသမားတွေမောက်ခိုလုံငန်းသုံးရင်ရင်နဲ့ပတ်သက်ပြီးတော့ဆက်လက်အရေးယူဆောင်ရွက်နေတယ်လို့လည်းသိရပါတယ်ခင်ဗျာ။ အဲနဲ့မကွေတိုင်းငဖေးအပိုင်ပဒန်းလဲပေါ်မှာခြိတဲ့နဲ့ရကန်ပြီးတော့စကန်အနီးမှာစစ်ကြောထုတ်လာတဲ့စစ်ကောက်ကြီးစစ်ကြောနဲ့အရခတက်တော်တို့ခူရပိုက်တိုက်ပွဲတွေပြန်ထွက်နေတယ်လို့သိရပါတယ်။အဲပဒန်းလဲပေါ်ကနဲ့ရကန်တောက်ထိပ်ပြီးတော့စကန်ရဲ့အောက်ခြေမှာအင်အားဖြည့်ထားတဲ့စစ်ကောက်ကြီးစစ်ကြောနှစ်ကြောက်ဟာအဲမြူနဲ့အပိုင်မှာရှိတဲ့အေးသိမ့်စီထားတဲ့ဂုတ်စည်းတာဝါတိုင်စကန်ဖက်ကိုစစ်ကြောထုတ်လာတဲ့အတွက်နှစ်ဖက်ပြန်နေတိုက်ပွဲတွေပြန်ထန်နေတယ်လို့အန်ဒေတာခန်မြေပြင်စေးတဲ့အင်းမြင့်တယောက်ကနရင်းစာကိုပြောပါတယ် နရေကန်တအောက်ကစစ်ကြောင်းနှစ်ကြောင်းဟာအန့်ဖဲ့ကိုတက်လာလို့အပြန်လည်တိုက်ပွဲတွေဖြစ်နေတာလို့ဒေသခံတွေကပြောပါတယ်အရင်ကစစ်ကောက်စီစစ်ကြောင်းထိုးလို့တိုက်ပွဲတွေဖြစ်ပေါ်ခဲ့ပြီးမှရနေတာဟာတပဲလောက်ရှိနေပြီးအခုလေသူတို့စစ်ကြောင်းတွေတက်လာလို့တိုက်ပွဲတွေဖြစ်နေရတာဖြစ်တယ်လို့ဒေသခံတွေကပြောဆိုကြပါတယ်ခင်ဗျာဒီကနေ့ရရှိထားတဲ့ရခိုင်သတင်းတွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ဆက်လက်ပြီးတော့ပြည်ထောင်နိုင်ငံတကာသတင်းတွေကိုဆက်ပြီးတင်ဆက်ပေးတော့ပါမယ်ခင်ဗျာ ပြည်တွင်းသတင်းတပုတ်အနေနဲ့ကတော့ပဲခူးတိုင်းကြောက်ကြီးမြို့နယ်ကျွမ်းကြီးကြီးရော့ကမင်္ဂလာဤခံပွင့်နေအင်ကိုအချင်းဖက်စစ်ကောက်စီကလေကြောင်းကနေဘုံကြီးတိုက်ခိုက်ခဲ့တဲ့အတွက်သရိုသမီးနဲ့ခလင်းငယ်တွေအပါအဝင်အရဲသားအယောက်တစ်စီတေဆုံခဲ့ရပြီးအများအပြားတင်ရရှိခဲ့ပါတယ်မလ25ရက်မနေ့ပိုက်ကအဲ့ဒီကြီးရော့ကိုတိုက်ပွဲတစုံတရာဖြစ်ပေါ်တာမရှိဘဲလေကြောင်းကနေဘုံကြီးတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့အမင်းနဲ့စစ်စင်နေမြေသတင်းနဲ့ပြန်ကြားရေးကသတင်းထုတ်ပြန်ထားပါတယ် ထုတ်ပြန်ချက်အထိမှာတော့စစ်ကောက်စီရဲ့တိုက်ခိုက်မှုကြောင့်နေင်းတွေပျက်စီးသွားခဲ့ပြီးဗရိုသမီးနဲ့ကလေးငယ်တွေပါဝင်အရဲသားအယောက်30လောက်နေရာမှာနဲ့ပွေချင်းပြီးတေဆုံသွားခဲ့ပြီးအယောက်20လောက်ထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့ဖော်ပြထားပါတယ်။အဲ့ဒီတိုက်ခိုက်မှုဟာအကျန်းဖဲစစ်ကောက်စီကတိုက်ပွဲဖြစ်ပေါ်တာမရှိဘဲစီရဲပြင်းမမဟုတ်တဲ့အရဲသားပြည်သူတွေနေထိုင်တဲ့ကြေးရော်တဲ့လူစေကားတဲ့နေရာတွေကိုရေရှဲရှိရှိပြင်းပြထားတာတိုက်ခိုက်ခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ခင်ဗျာ။ နိုင်ငံတကာသတင်းဘော့အနေနဲ့ကတော့ NDA ရှိတဲ့ကွန်တိန်နာတွေအပါအဝင်ကွန်တိန်နာ640ကိုတန်ဆောင်လာတဲ့ Liberia အလန်တန်ကွန်တိန်နာသင်းဘော့တစ်စင်းဟာအိန္ဒိယတောက်ပိုင်း Khilara ကမ်းလွန်မှာနှိမ့်ယောက်ခဲ့တယ်လို့ New Age သတင်းမှာဖော်ပြပါတယ်။သင်းဘော့သား24ယောက်လုံးကိုဘေကင်းစော်ကေစီနိုင်ခဲ့တယ်လို့အိန္ဒိယရေတပ်ကမနေ့ကပြောကြားခဲ့ပါတယ်။အရှိ186မီတာရှိတဲ့ Liberia အလန်တန် MSC ELSA3 ကွန်တိန်နာသင်းဘော့ဟာ အိန္ဒိယစိတ်ကန့်ဘေရှင်ကျင်ကနေကိုရှိစိတ်ကန့်ကိုဥဒိမောင်းနေလာတဲ့အချိန်ပြဿနာတက်ခဲ့ပြီးအရေးပေါ်ဖုန်းခေါ်ဆိုခဲ့လို့ဆိုပါတယ်အိန္ဒိယရေဒယ်လင်ဟာအဲ့ဒီတန်ဖိုးရှိတဲ့နေရာကိုခြောက်ဖွေပြင်သန့်ခဲ့ပြီးအသက်ကေဖောင်20နဲ့တူကုန်တဲ့တန်ဖိုးကိုကိုရှိရဲ့အနောက်တောက်ဖက်ရေမိုင်30ဆိုင်မှာအကော်လောက်မှာအန်ဒီကြောက်ောက်နေတဲ့အခြေအနေနဲ့တွေ့ရှိခဲ့တယ်လို့သတင်းတွေကဖော်ပြပါတယ်တန်ဖိုးမှာဂျော်ဂျီယာရုရှားယူကရိန်းနဲ့ဖိလစ်ပိုင်တန်ဖိုးသား24ယောက်ပါရှိပြီး သူတို့အားလုံးကိုအိန္ဒိယကမ်းခြေစောက်တန်းတန်းရေတဲကမ်းလေးတန်းဖို့တစင်းကကေစီနိုင်ခဲ့တယ်လို့အိန္ဒိယကကွေဝန်ကြီးဌာနကသတင်းထုတ်ပြန်ခဲ့ပါတယ်ခင်ဗျာနရင်းစာသတင်းဌာနကနေ့စဉ်သတင်းတင်ဆက်မှုကတော့ဒီလောက်ပါပဲနောက်နေ့ဒီမှာလည်းထူးခြားတဲ့သတင်းတွေကိုစပီးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကျွန်တော်တို့နရင်းစာထုတ်လွှင့်တဲ့သတင်းတွေကို www.naringa.com မှာဝင်ရောက်ကြည့်ရှုနိုင်တယ်လို့ Facebook YouTube နဲ့ Telegram တို့မှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ် နှွေစာရုပ်တင်ကိုတ िश ူအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်အားလုံးကျန်းမာရွှင်လန်းကြပါစေခင်ဗျာ